အခုနားထောင်နေတဲ့လူတွေထဲမှာရေနံကြောင့်ကမ္ဘာပေါ်မှာအချမ်းသာဆုံးလူမျိုးစုဖြစ်လာတဲ့အမေရိကန်နိုင်ငံက Osage လူမျိုးတွေအကြောင်းကြားပူးတဲ့လူတွေရှိကြလားပြီးတော့သူတို့တွေကစမ်းသာကြွယ်ဝလွန်းလာကြောင်းလူပေါင်း60ကျော်လောက်လုံခြုံတပြက်ခံရတဲ့သမိုင်းဝင်မှုခင်အကြောင်းတွေရောသိကြလားအခုတခါပြောပြပေးသွားမှာကတော့လူဖြူတွေရဲ့လုံခြုံခြင်းကိုခံခဲ့ရတဲ့ Osage လူမျိုးစုအကြောင်း လူပြူတွေရဲ့လူမဆန်တဲ့လောက်ရက်တွေနဲ့အာနက်စ်ဘူကာတို့တူဦးမြောက်ရဲ့ osage လူမျိုးစုပေါ်လောက်ကြမှုစတဲ့ osage လူမျိုးစုနဲ့ပတ်သက်တဲ့အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ osage လူမျိုးစုဆိုတာကအမေရိကန်မြောက်ပိုင်းမှာနေတဲ့ Indian လူမျိုးစုတွေခေါ်တဲ့နာမည်ပဲဖြစ်ပါတယ်။ Indian လူမျိုးစုဆိုလို့ကျမတို့တွေသိကြတဲ့အိန္ဒိယနိုင်ငံကလူမျိုးတွေကိုပြောတာမဟုတ်ပါဘူး။အမေရိကန်နိုင်ငံကအသားအရည်နေရည်ဖြစ်နေတဲ့ American လူနီလူမျိုးတွေကိုပြောတာပဲဖြစ်ပါတယ်။ သူတို့လူမျိုးစုတွေကတစ်ချိန်လုံးကအမေရိကန်မြောက်ပိုင်းမှာအရက်ရှည်ဆုံးလူမျိုးစုတွေအဖြစ်နဲ့လူသိများပြီးတော့အမေရိကန်နိုင်ငံအလဲပိုင်းကိုလွှမ်းမိုးခဲ့တဲ့ကျွမ်းကျင်မှုဆိုစစ်သားတွေနဲ့ကုန်းတွေတွေပဲဖြစ်ပါတယ်၁၉ရာစုရောက်တဲ့အခါမှာ Osage လူမျိုးတွေကိုအမေရိကန်နိုင်ငံပြည်တော်စုက Kansas ပြည်နယ်ကနေအခုခေတ် Indian လူမျိုးတွေနေတဲ့ Oklahoma ကိုပြောင်းရွှေ့ခိုင်းခဲ့ကြပါတယ် အမေရိကန်အစိုးရက Osage လူမျိုးစုကိုနယ်မြေပြောင်းရွှေ့ခိုင်းခဲ့ရတာဟာအရှိတ်ဘက်ကမ်းရိုးတန်းကနေအနောက်ဘက်ကိုရွှေ့ပြောင်းလာတဲ့နယ်မြေချဲ့တွင်သူတွေနဲ့ဥရောပကနေအမေရိကန်ကိုစားဝတ်နေရေးအတွက်ပြောင်းရွှေ့လာတဲ့လူတွေရဲ့ဖိအားတွေကြောင့်ပဲဖြစ်ပါတယ်။အဲဒါကြောင့်ပဲ Osage လူမျိုးတွေနေထိုင်တဲ့ Missouri, အာကန်ဆတ်ကန်ဆတ်စိုးကနေပြောင်းရွှေ့ပေးခဲ့ရပြီးနောက်ဆုံးမှာဒီနေ့ခေတ်ရဲ့ Osage County လို့လူတွေသတ်မှတ်ကြတဲ့ Oklahoma မှာနေထိုင်ခဲ့ကြပါတယ်။ဒီလိုကနေ Osage လူမျိုးတွေ Oklahoma မှာနေပြီး20ရာစုကိုရောက်တဲ့အခါမှာသူတို့နေထိုင်တဲ့မြေကြီးတွေကနေရေနံတွေကိုရှာဖွေတွေ့ရှိခဲ့ကြပါတော့တယ်။မြေရဲ့ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီးအထောက်အထားတွေအရဒီမြေကိုပိုင်ဆိုင်တဲ့လူတွေဟာ Osage လူမျိုးတွေဖြစ်တာကြောင့်ရေနံကိုပိုင်ဆိုင်ခဲ့ကြတာကလည်း Osage လူမျိုးတွေပဲဖြစ်ပါတယ်။ ရေနံဆိုတာ20ရာစုနှစ်မှာအမေရိကန်နိုင်ငံရဲ့စီးပွားရေးနဲ့ဂျာကမာလုံးဆိုင်ရာလမ်းပန်းဆက်သွယ်ရေးတွေစစ်ပတ်ဆိုင်ရာတွေနဲ့လုပ်ငန်းသုံးလောင်စာတွေမှာအရန်ကိုအရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ဆိုတော့ဒီလောက်ဘတ်စုံမှာအသုံးဝင်နေတဲ့ရေနံကအော့ကလာဟိုမားရဲ့မြေကြီးအောက်ကနေထွက်လာခဲ့တာဆိုတော့ရေနံကရတဲ့အကျိုးအမြတ်တွေအားလုံးကိုလည်း Osage လူမျိုးတွေကရခဲ့ကြတာပါ။ဒါတွေက Osage လူမျိုးစုကို The Richest Nation on Earth လို့တင်စားကြလာတဲ့အထိကိုချမ်းသာလာစေခဲ့တာပါ။ ဒါပေမဲ့အိုစိတ်ရွေတတိမထားမိခဲ့တာကသူတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေရဲ့နောက်မှာလိုက်လာမဲ့လူတွေရဲ့လောဘတွေနဲ့လူမဆန်မှုတွေပဲဖြစ်ပါတယ်။ဒီအကြောင်းကိုအသေးစိတ်ပြောရမယ်ဆိုရင်1922ခုနှစ်မှာအမေရိကန်နိုင်ငံညီလာခံကအိုစိတ်လူမျိုးဒါမှမဟုတ်အိုစိတ်တွေနဲ့သေသတော်ဆက်တဲ့လူတိုင်းမှာငွေကြေးစီမံခန့်ခွဲဖို့အတွက်အုတ်ထင်သူတူရှိရမယ်လို့ဥပဒေကသတ်မှတ်ခဲ့ကြပါတယ်။ ဒီဥပဒေမှာအသက်မပြည့်တဲ့ကလေးတွေလည်းပါဝင်ခဲ့တာပါဒါကြောင့်ပိုစိတ်တွေအတွက်ငွေကြေးကိုစီမံခန့်ခွဲပေးမဲ့လူတွေကိုတက်ဆိုင်တဲ့ဒေသတွေရဲ့လူပြူရှင်းနေတွေကရွေးချယ်ပေးခဲ့ကြပါတော့တယ်ဒါဟာရေနံတွေကြောင့်ချမ်းသာလာတဲ့အိုစိတ်တွေပေါ်လူပြူတွေဝင်ရောက်ဆော့ဖတ်တဲ့အဖြစ်အပျက်တွေရဲ့အစပဲဖြစ်ပါတယ်သတ်မှတ်ထားတဲ့ဥပဒေတွေအရဆိုရင်အုတ်ထင်းသူတွေကအုတ်ထင်းခံရသူတွေကိုနှစ်စဉ်ဒေါ်လာ၄000ထောက်ပံ့ပေးရမယ်လို့သတ်မှတ်ထားပေမဲ့ဒီဥပဒေကအလုံးမဖြစ်ခဲ့ပါဘူး osage တွေကိုအုပ်ချုပ်တဲ့သူတွေရဲ့နှစ်စဉ်ဝင်ငွေကပဲတဖြည်းဖြည်းမြင့်တက်လာခဲ့တာပါဘလောက်တောင်မြင့်လဲဆိုရင်နှစ်စဉ်ဒေါ်လာ200ကနေ1000အထိကိုရခဲ့ကြတဲ့အထိပါတချို့အုပ်ထိန်သူတွေဆိုရင်တယောက်တည်းက osage ၄ယောက်လောက်ကိုအုပ်ထိန်ပြီး၄ယောက်စာဒေါ်လာ၄ယောက်800ကိုနှစ်စဉ်ရနေကြတာပဲဖြစ်ပါတယ်ပြီးတော့အုပ်ချုပ်သူတွေအကုန်ကလည်းလူပြူတွေပဲဖြစ်ပါတယ်နောက်ပိုင်းမှာ osage လူမျိုးတွေကသူတို့ရဲ့တတ်တုတ်တ်ပိုင်ဆိုင်မှုဖွံ့ဖြိုးတိုးတက်ရေးအခွင့်အရေးတွေကိုဒေါ်လာတန်းနဲ့ချီပြီးလေးလံတင်ရောက်ချခဲ့ကြပါတယ် အိန္ဒိယရေရကိုစားပြုသူရဲ့ပြောပြချက်အရ1924ခုနှစ်မှာအိုဆစ်ရဲ့တတ္တုတူပေါ်ရေကနေရခဲ့တဲ့စုစုပေါင်းဝင်ငွေကအမေရိကန်ဒေါ်လာ24တန်းအောင်ရှိပါတယ်။ဒါကြောင့်အိုဆစ်လူမျိုးစုကတတ္တုတူပေါ်ရေစာချုပ်တွေကိုလေလံတင်ရောက်ချခဲ့ပြီးနောက်ပိုင်းမှာအိုဆစ်လူမျိုးစုရဲ့ရေနံလုပ်ငန်းကအမေရိကန်နိုင်ငံမှာထိတ်ဆုံးဖြစ်လာခဲ့ပါတော့တယ်။ထိတ်ဆုံးဖြစ်လာတဲ့တပြိုင်တည်းမှာရေနံလုပ်သားတွေကထောင်ထဲချီဖြစ်လာပြီးညတွင်ကျင်းမှာပဲအိုဆစ်လူမျိုးစုကကမ္ဘာအချမ်းသာဆုံးလူတွေဖြစ်လာခဲ့ပါတော့တယ်။ 1925ခုနှစ်မှာရေနံကနေရတဲ့အမျက်တွေကထိတ်ဆုံးမှဖြစ်နေခဲ့ပြီးနှစ်တိုင်းအိုဆစ်တွေရတဲ့အခွင့်ရေးဝင်ငွေဟာဒေါ်လာ13000တောင်ရှိတာပါမိသားစု၄ယောက်ရှိတဲ့အိမ်မှာဆိုရင်ဒေါ်လာ9200တောင်ရကြပြီးဒီပမာဏက2024ခုနှစ်မှာဆိုရင်ဒေါ်လာ6သိန်းနဲ့ညီမျှတဲ့ငွေပမာဏပဲဖြစ်ပါတယ်နောက်ပိုင်းမှာတော့အိုဆစ်လူမျိုးတွေအတွက်အရေးပါပြီးတတုတ္တအရင်းမြစ်တစ်ခုဖြစ်တဲ့ထုံးကြောက်ပိုင်ဆိုင်ခွင့်ကလည်းအကျဉ်းပြတ်ချစားပြီးမတရားမှုတွေအတွက်မတ်လုံတစ်ခုဖြစ်ခဲ့ပါသေးတယ် ဘလောက်တောင်လဲဆိုရင် osage လူမျိုးစုတွေကရေနံထုံးကြောက်တွေအပြင်တခြားသူတို့ပိုင်တဲ့စီးစိမ်တွေကိုပါလူယူခံရတဲ့အထိပါပဲလူတွေရဲ့လောဘတကယ်ကိုကြောက်စရာကောင်းပါတယ်စကားမဆက်အခုပြောပြသွားတဲ့ osage လူမျိုးစုတွေလုံးကြံခံရတဲ့အကြောင်းနဲ့ပတ်သက်တာတွေကိုလေ့လာခြင်းနဲ့ဆိုရင် Shino application တွေက David Grant ရေးသားထားတဲ့ Killer of the Flower Moon ဆိုတဲ့အနှစ်ကျောက်စာအုပ်မှလေ့လာနိုင်ပြီးတခြားမြတ်တန်တင့်ရေးသားထားတဲ့ Charlotte Holmes and His Memories တို့လိုစာအုပ်တွေကလည်းလေ့လာနိုင်ပါတယ်။အဲ့ဒါအပြင်တခြားနိုင်ငံရေးစီးပွားရေးလူမှုရေးနဲ့ဆိုင်တဲ့နိုင်ငံတကာစာအုပ်တွေအများကြီးရှိတာဖြစ်လို့အခုပဲသွားဖတ်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ်ရှင်။တချို့ဆိုရင်အသက်ခံရပြီးရဲတွေကလည်းတက်ခံရတဲ့အမှုတွေကိုဂရုမစိုက်ပဲစုံစမ်းစစ်ဆေးမှုတွေမလုပ်ခဲ့ကြပါဘူး။တက်ခံလိုက်ရတဲ့လူတွေကြောင်းစုံစမ်းတဲ့အခါမှာလည်းအလောင်းစစ်ဆေးရုံးတွေကတည်စင်းရင်းတွေကိုအတုလုပ်ပြီးပေါင်းကြံခဲ့ကြတာပဲဖြစ်ပါတယ်။အိုစိတ်ရွှေအစိတ်ခတ်လှုပ်ကြံခံခဲ့ရပြီးတည်ဆောက်ခဲ့ရတဲ့အပေါ်မှာလည်း ကိုကိုကိုတတ်တည်မှုဆိုပြီးတော့တတ်မှတ်ကြတဲ့အထီကိုဖုံးကွယ်ခဲ့ကြတာပဲဖြစ်ပါတယ်။အဲ့ဒါအပြင်အိုဆိတ်ရှင်မျိုးစုရဲ့တည်ဆုံမှုတွေကအလောင်းခွဲစိတ်စစ်ဆေးခွင့်မရှိတာကြောင့်တည်ဆုံမှုအတိမပြုနိုင်ကြပါဘူး။1920ခုနှစ်အစောပိုင်းတွင်မှာအိုဆိတ်လူမျိုးတွေတက်ခံရမှုတွေနဲ့တန်တရားဖြစ်စရာကောင်းတဲ့တည်ဆုံမှုတွေမြင့်တက်လာခဲ့ပြီးအဲ့ဒီကာလကိုတော့အမေရိကန်နိုင်ငံမှာ Reign of Terror လို့ခေါ်ခဲ့ကြပါတယ် Reign of Terror အကြောင်းပြောရမယ်ဆိုရင် Arnes Bookup အကြောင်းသိထားမှာဖြစ်ပါမယ်။ Arnes Bookup ဟာ1892ခုနှစ် Texas မှာမွေးတဲ့လူပြည်တစ်ယောက်ဖြစ်ပြီး Oklahoma မှာနမည်ကြီးရဲ့ကျွေးနွားလုပ်ငန်းနဲ့စီးပွားရေးလုပ်ငန်းရှင် William King Haley ရဲ့တူပါ Arnes က1920ခုနှစ်တုန်းက Osage လူမျိုးစုတွေကိုတပ်ဖြတ်မှုတွေဖြစ်ခဲ့တဲ့ Reign of Terror ရဲ့အကြီးကဇက်ကောင်တယောက်ဆိုလည်းမမှားပါဘူး။1918ခုနှစ်မှာ Arnes ဟာ Molly Kane ဆိုတဲ့ Osage မျိုးသမီးတူဦးနဲ့လက်ထပ်ခဲ့ပါတယ်။ ဒါပေမဲ့ချစ်လို့လက်ထပ်ခဲ့တာမဟုတ်ပဲမော်လီရဲ့ပိုင်ဆိုင်မှုတွေကြောင့်အကြံနဲ့လက်ထပ်ခဲ့တာပါမော်လီဟာအိုဆစ်လူမျိုးစုတွေရဲ့အချမ်းသာဆုံးမိသားစုဝင်တွေကတဦးဖြစ်ပြီးရေနံတန်းခွေးနဲ့ပတ်သက်ရင်လည်းအရေးပါတဲ့နေရာမှာပါဝင်နေတဲ့လူတဦးပါပြောရရင်အာနက်စ်ရဲ့လက်ထပ်ခြင်းကသူ့ဦးလေးဝီလျံဟေးစီစဉ်ခဲ့တဲ့လှုပ်ကြံဇာတ်လမ်းတစ်ခုဖြစ်ပြီးမော်လီရဲ့ပိုင်ဆိုင်မှုတွေကိုစက်ခံဖို့အတွက်နဲ့သူတို့တမိသားစုလုံးလှုပ်ကြံဖို့ပဲဖြစ်ပါတယ်1922ခုနှစ်ကိုရောက်တဲ့အခါမှာတော့ဟေးနဲ့အာနက်စ်တို့ကဘိုင်ရိုဘူခါလို့ခေါ်တဲ့ အာနက်ရဲ့ညီနဲ့ပူပေါင်းပြီးမော်လီနဲ့သူ့ရဲ့ဆွေမျိုးတွေကိုလောက်ချံတက်ပြတ်ခဲ့ကြပါတယ်။လောက်ချံခံရတာကလည်းအန်နာဘရောင်း၊လစ်ဇီ၊ရီတာစမစ်နဲ့ဟန်နရီရောနိုတွေအားလုံးလောက်ချံခံခဲ့ရတာပဲဖြစ်ပါတယ်။သူတို့တွေအကောလုံးကမော်လီရဲ့မိသားစုဝင်တွေဖြစ်ပြီးလောက်ချံခံရမှုကြောင့်အကောလုံးသေဆုံးသွားခဲ့ရတာပါ။မိသားစုဝင်တွေအကောလုံးကိုလောက်ချံလို့အပြီးနောက်ဆုံးမှာတော့မော်လီရဲ့အလှည့်ကိုရောက်လာခဲ့ပါတယ်။အာနက်ဟာမော်လီကို ဆေးနဲ့အစိတ်ခတ်ခဲ့ပေမဲ့သူမကတန်တရားဝင်ပြီးစောက်ကြည့်ခဲ့တာကြောင့်ပါနတ်တဲ့မော်လီကတော့အသက်ရှင်ခဲ့တယ်ပဲဆိုပါတော့မော်လီအသက်ရှင်ခဲ့တယ်ဆိုပေမဲ့1918ခုနှစ်ကနေ1931ခုနှစ်အတွင်း Osage လူမျိုးအယောက်60လောက်ကိုတပ်ဖြတ်ခံခဲ့ရတာဖြစ်ပြီးဒီအမှုတွေအားလုံးရဲ့နောက်ွယ်မှာရှိနေတာကတော့ Arnes ရဲ့ဦးလေး William Hayrett ဖြစ်ပါတယ်အကော်လုံးကိုသူလုံးနေခဲ့တာပါတကယ်ကိုအောက်အော်စရာကြီးနော်ဘယ်လိုတော့ရက်ဆက်နိုင်လဲဆိုတာတွေးကြည့်လို့တော့မရပါဘူးအခုနားထောင်နေတဲ့လူတွေကရော ဝီလီယံဟေးလ်မျိုးငွေတွက်ဆိုရင်ဘာပဲဖြစ်ဖြစ်ကောက်ကျစ်ဖို့ဝန်မလေးတဲ့လူတွေနဲ့ကြုံမှုကြလားဒီလိုကနေ1925ခုနှစ်မှာဒေတာဆိုင်ရာ OSH အာဏာပိုင်တွေကလုံခြုံတပ်ဖြတ်မှုတွေကိုမရက်တက်နိုင်ခဲ့တာကြောင့်အခုချိန်မှာအမေရိကန်နိုင်ငံရဲ့ FBI ဖြစ်လာမယ့်အဖွဲ့အစည်းကိုအကူအညီတောင်းခဲ့ပါတယ်ဒီလိုကနေ Agent Tom White လို့ခေါ်တဲ့လူဟာစုံစမ်းစစ်ဆေးမှုကိုဦးဆောင်ခဲ့ပြီးဟေးရဲ့နောက်ွယ်ကကြိုးကင်မှုကြီးကိုဖော်ထုတ်နိုင်ခဲ့ပါတော့တယ်အဲ့ဒီနောက်ပိုင်းမှာပတ်ဝန်းကျင်ရဲ့ဖိအားမှုတွေကြောင့် Arnas က 1926ခုနှစ်မှာလူသတ်မှုတွေကိုစီစဉ်ခဲ့တဲ့အမှုမှာကူညီခဲ့ပြီးမော်လီကိုအစိတ်ခတ်ခဲ့ကြောင်းဝန်ခံပါတော့တယ်။သူ့ရဲ့ထွက်ဆိုချက်တွေကဟေးနဲ့အခြားလူတွေအတွက်တော်တော်လေးနင်းနာစရာလည်းဖြစ်ခဲ့ပါတယ်။ဒါကြောင့်အာနက်စ်ကို1926ခုနှစ်မှာလူသတ်မှုကျူးလွန်ခဲ့ကြောင်းတွေ့ရှိခဲ့ပြီးတသက်တကျွန်းပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။သူတို့နှစ်ယောက်စလုံးကိုတသက်တကျွန်းပြစ်ဒဏ်ချမှတ်ခဲ့ပေမဲ့အာနက်စ်ကို1938ခုနှစ်နဲ့ဟေးလ်ကိုတော့1949ခုနှစ်တွင်မှာထောင်ကနေလွတ်မြောက်လာခဲ့ကြပါတော့တယ်။ မော်လီကတော့အသက်ရှင်တန်းရိပ်ခဲ့ပြီးသူမရဲ့မိသားစုကိုလုံးကျန်ခဲ့တဲ့အာနက်စ်ကိုတော့ကွာရှင်းခဲ့ပါတယ်။သူမကတော့ဒီမှုတွေပြီးသွားတဲ့အချိန်မှာနောက်တစ်ကြိမ်လက်ထပ်ခဲ့ပြီးတော့အာနက်စ်ကတော့ထောင်ကလွတ်လာပြီးတဲ့နောက်မှာအော်ကလာဟိုမာမှာပြန်ပြီးနေထိုင်ခဲ့တာပါ။ဒါပေမဲ့သူ့အသက်64နှစ်အရွယ်မှာတော့အသေဆုံးခဲ့ပါတယ်။ ဆိုတော့အခုပြောပြပေးသွားတဲ့အကြောင်းအရာတွေကတော့အမေရိကန်နိုင်ငံမှာအချမ်းသာဆုံးဖြစ်ခဲ့တဲ့ Osage လူမျိုးစုတွေလောက်ကျန်ခံခဲ့ရတဲ့အကြောင်းပဲဖြစ်ပါတယ်။ Osage လူမျိုးစုတွေလောက်ကျန်ခံခဲ့ရတာနဲ့ပတ်သက်ပြီးကျွန်မသင်ခန်းစာရမိတာ၃ခုရှိပါတယ်။အဲ့ဒါတွေကတော့နံပါတ်၁လူတွေရဲ့လောဘတွေဟာဘယ်တော့မှအဆုံးမသတ်နိုင်ဘူး။နံပါတ်၂လူတွေဟာကဘာပေါ်မှာဟန်ဆောင်အကောင်းဆုံးသတ္တဝါတွေပဲဖြစ်ပါတယ်။နံပါတ်၃ဘသူ့ကိုမှလွယ်လွယ်နဲ့မယုံသင့်ဘူး။ စတာတွေပဲဖြစ်ပါတယ်။ဒါကြောင့်အခုပြောပြပေးသွားတဲ့ osage လူမျိုးစုတွေအကြောင်းနဲ့ပတ်သက်ပြီးဆွေးနွေးချင်တာများရှိရင်အောက်က comment မှာဆွေးနွေးပေးသွားနိုင်ပါတယ်ရှင်။ Channel app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်ဆယ်အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအသံနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ Application အသုံးပြုပုံအသေးစိတ်ကိုလည်း Channel Facebook Page မှာမေးမြန်းနိုင်ပါတယ်ရှင်။